ယူကရိန်းနဲ့နည်းမမစုံဘူးဆိုရင်တော့အင်အားသုံးသိမ့်ပတ်ရလိမ့်မယ်လို့သမားပူတင်ကပြောလာပါလေရုရှားကပိုင်တယ်လို့ပြောထားတဲ့နည်းမကနေယူကရိန်းတပ်တွေစုပ်ပြီးမှသာစစ်ပွဲအဆုံးသတ်မယ်ပြောပါလေဒီလိုမဟုတ်ရင်အင်အားသုံးပြီးသိမ့်ယူမယ်ဆိုပြီးတော့ရုရှားသမားပူတင်ကနိုဝင်ဘာ28နေ့ကာဂျစ်စတန်နိုင်ငံဘစ်ကမြူခီးစင်မှာပြောလိုက်ပါလေယူကရိန်းတပ်တွေကသူတို့ထိန်းထားတဲ့နည်းမတွေစုပ်မယ်ဆိုရင်ကျွန်တော်တို့စစ်စင်ရည်ရမယ် သူတို့မဆုတ်ခွာရင်တော့စည်ရင်းနီးလက်နဲ့ပဲသိမ်းမယ်လို့ဆိုပါတယ်။လက်ရှိရစားတဲ့ဟာယူကရိန်းရဲ့လူငင်အားလက်နက်အင်အားအသာစီးရထားတာကတော့မငြင်းနိုင်တဲ့အချက်ပါ။ယူကရိန်းရှစ်ပိုင်းမှာလည်းဖြစ်ဖြစ်ချင်းရှစ်တိုးလာနေပြီဖြစ်ပါတယ်။ယူကရိန်းကိုအစမပြတ်ထောက်ပံ့ပေးတဲ့ EU ဖွံ့နိုင်ငံတွေကလည်းတဖြည်းဖြည်းနဲ့အားရော့လာတဲ့အခြေအနေမှာရှိပါတယ်။ဒီလိုအချိန်မှာအမေရိကန်ကငွေကြေးပူ28ချက်ကို ယူကရိန်းနဲ့ရုရှားစစ်ပွဲပြီးဆုံးအောင်တိုက်တွန်းနေပြီမဲ့နှစ်ဖက်လုံးကတော့ကိုလိုချင်တာကိုပြောပြီးတင်းမာနေစေဖြစ်ပါလိမ့်။အမေရိကန်ကပြင်ဆင်ရေးထားတဲ့ငွေကြေးရေးအစီအစဉ်ဟာဆွေးနွေးပွဲအတွက်အခြေခံဖြစ်နိုင်တယ်လို့ပူတင်ကလက်ခံပေမဲ့သိမ်းပိုက်နေမြေတွေကိုတိမတ်ပြုလို့တော့လိုလားနေစေပါ။ဒီပေါ်မှာဇလန်စပီကတော့မိမိသမားဖြစ်နေသမျှနေမီဆွန့်လို့ဖို့လုံးဝမပြောင်းလဲနေဆိုပြီးပြင်းပြင်းထန်ထန်တုံ့ပြန်တာပါလိမ့်။ ဘုဒ္ဓဘာသာရုပ်ရှင်ပိုင်းဒုညဒေတာကဒီကကြတဲ့ပိုခရောင်းနဲ့မာနိုဂရမ်မျိုးတွေကိုဝိုင်းထားသည်လို့ပြောမိမယ်။ယူကရိန်းဘက်ကတော့ဒါကိုငြင်းဆိုထားပါလေ။ယူကရိန်းကိုဒေါ်လာတန်း8000ကျော်ကူညီပေးဖို့တော့ပြည်ပဆိုင်ရာငွေကြေးရမဝေဖွဲ့ကသဘောတူထားပါတယ်လို့ယူကရိန်းကိုကြီးကျော်စီရီယန်ကာကပြောပါလေ။ဆိုရ30ဘန်နာရိတ်တည်ငြိမ်မှုကိုထိန်းသိမ်းနိုင်ဖို့ ပြည်ဆိုင်ရာငွေကြေးရပုံငွေအဖွဲ့ IMF ကဒေါ်လာသန်း8000ကျော်ကူညီပေးဖို့အကြံပြင်းသဘောတူထားတဲ့ယူကရိန်းဝန်ကြီးချုပ်ဂျူလီယာဆီရီယန်ကကလူမှုကွန်ရက်မှာရေးထားပါတယ်။လက်ရှိ IMF စနစ်ကိုလည်းပေါ်နေကိစ္စမှာတပတ်ကြာစနစ်မှုကြီးသဘောတူညီရခဲ့တာပါ။ဒီငွေကြေးကူညီမှုက2026ခုနှစ်2029ထိမီနစ်စာအတွက်လိုအပ်တဲ့အရေးကြီးတဲ့ငွေကြေးပမာဏဖြစ်တယ်လို့နောက်ဆုံးတည်ပြချက်ကတော့မကြခင်မှာကျင်းပမဲ့ IMF ဘုတ်ဖွဲ့ စီဝင်းမှာဆွေးနွေးဆုံးဖြတ်မယ်လို့ဆိုပါတယ်။ IMF ကအဲ့ဒီလိုမျိုးရပြီဆိုရင်တော့ယူကရိန်းနဲ့တော့စစ်ပွဲကိုဆက်တိုက်ဖို့တော့ခေါ်အားတချို့ရောက်သွားမှာပါဆိုပြီးတော့ယူကရိန်းစစ်ဦးစီးချုပ်ကပြောပါတယ်။လက်ရှိမှာတော့နိုဝင်ဘာ29ရက်နေ့အထိတိုက်ပွဲသတင်းတွေရနိုဝင်ဘာ29ရက်နေ့မနက်စောပိုင်းကနေနေ့လယ်ပိုင်းကြီးယူကရိန်းဒရုန်း118စင်ကိုရုရှားလက်ကျောင်းကကာကွယ်တပ်တွေကပြစ်ချနိုင်ခဲ့ကြောင်းရုရှားဘက်ကထုတ်ပြန်ပါတယ်။ ဘယ်ကိုရောတစ်ခုတည်းမှာ92စင်ပြစ်ချခံရပါတယ်။ Gas data မှာ26စင်နဲ့ Samura, Krishanda နဲ့ Ryan's data တွေမှာလည်းပြစ်ချခဲ့တယ်ဆိုပါတယ်။ Voronov နဲ့ Orion Bat data တွေကိုပြစ်ခတ်ဖို့ပြန်တန်းလာတဲ့ drone လုံးကြီးနဲ့စင်ကိုလည်း hunt down နိုင်ခဲ့တယ်ဆိုပါတယ်။ဘယ်ကိုရောပြည်နယ်အုပ်ချုပ်မှု Glasgow ကတော့ Ukraine တိုက်ခိုက်မှုကြောင့်ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့လလောဆယ် drone နဲ့ဒုံးကြီးကနေကာကွယ်ဖို့ပြည်နယ်အတွင်း internet သုံးစွမှုကိုကန့်သက်ထားတယ်လို့ရုရှားသတင်းဌာနတွေကပြောပါတယ်။လက်ရှိ ယူကရိန်းရဲ့တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးတော့ရုရှားဘက်ကလည်းပြင်းပြင်းထန်ထန်ပြန်လည်တုံ့ပြန်မယ်လို့လည်းဆိုပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ဝါရှင်တန် DC ပြစ်ခတ်မှုပြီးမှတော့တတိယကမ္ဘာနိုင်ငံတွေကပြောင်းရွှေ့နေထိုင်မှုမှန်သမျှကို မိမိတို့အနေနဲ့အမြဲရဆိုင်သွားတော့မယ်လို့အမေရိကန်သမ္မတ Trump ကကြေညာလိုက်ပါလိမ့်။အမေရိကန်သမ္မတ Trump ကအမေရိကန်ရဲ့စနစ်တွေအားလုံးပြေဝပြန်လည်နှလန်းထူဖို့အတွက်တတိယကမ္ဘာနိုင်ငံတွေအားလုံးကပြောင်းရွှေ့နေထိုင်မှုမှန်သမျှအမြဲနဲ့ရဆိုင်သွားမယ်လို့ပြောကြားလိုက်ပါလိမ့်။ဖဲနိုင်ငံတွေကိုတတိယကမ္ဘာနိုင်ငံတွေလိုညီညွတ်တာလဲဒါမှမဟုတ်အမြဲတမ်းရက်ဆိုင်နေဆိုတာပါလဲဒါဘိတ်ကိုဒီအိဒိတ်ပဲကိုတော့ထန်ကရှင်းလင်းမပြောပါဘူး တတိယကမ္ဘာနိုင်ငံတွေဆိုတာမြန်မာပါဝင်နိုင်ငံပေါင်းများစွာရှိပါတယ်။ဒါပေမဲ့ဒီစီနမှာတမရဟောင်းပိုင်နဲ့တက်ကကွန်ပျူတာကိစ္စတွေပါပါဝင်မယ်လို့သူကဆက်ပြောပါတယ်။ထရန့်ကလူမှုကွန်ရက်မှာအမေရိကန်စနစ်ကိုပြေဝပြန်လည်နလန်ထူခွင့်ရစေဖို့ကျွန်တော်ကတတိယကမ္ဘာနိုင်ငံများအလုံးကနေရွှေပြောင်းနေထိုင်မှုမှန်သမျှအမြဲတမ်းရည်ဆိုင်သွားပါမယ်။နှမ်းချတဲ့ရွှေပြောင်းသူတွေပေါ် ဂျိုးဘိုင်ဒန်ရဲ့တရားမဝင်ဝင်ခွင့်ပြုထားတာတွေလည်းအဆုံးသတ်သွားပါမယ်ပြီးတော့အမေရိကန်အတွက်ထူးထွေကြိုးမရှိတဲ့ဘသူကမဆိုဖယ်ရှားမယ်လို့ရည်သားထားပါလိမ့်နိုင်ငံသားမဟုတ်သူတွေအတွက် Federal ဂျိုးခန်းစားခွင့်နဲ့ထောက်ပံ့ခြင်းအလုံးကိုလည်းဖြတ်တောက်တော့မယ်လို့ဆိုပါတယ်ပြည်တွင်းငင်းကြိမ်းကိုထိပါတဲ့ရွှေပြောင်းနေထိုင်သူတွေရဲ့နိုင်ငံသားအသိအမှတ်ပြုမှုကိုလည်းရုပ်သိမ်းပါမယ်ပြီးတော့လူမှုဝင်ဝင်ဖို့ဖြစ်စေတဲ့ လူကြုံရင်းရအနေရရှိတဲ့ဓမ္မဘုအနောက်တိုင်းရဲ့ဂျုံနဲ့မကန့်ညီတဲ့ဘသူ့ကိုမဆိုဘယ်နိုင်ငံခြားသားကိုမဆိုနှင်ထုတ်သွားမယ်လို့သူကပြောပါလိမ့်။မနေ့ကအင်ဂျူရွန်ဒီမှာအာဖဂန်နစ္စတန်နိုင်ငံသားတို့ရဲ့ခြုံငုံတိုက်ခိုက်မှုကြောင့်မျိုးသားအဆုံးတစ်ခုလူသေဆုံးခဲ့ပြီးနောက်ထရဲမချက်ကထွက်ပေါ်လာတာပါ။သူရဲ့ဒုတိယတပ်တန်းမှာစူလိုက်ပြုံလိုက်နှင်ထုတ်ရေးစီမံချက်တွေနဲ့ရွှေပြောင်းနေထိုင်သူစက်ကြီးမူဝါဒကိုထပ်မံတိုးမြင့်မယ်လို့ထွန်းကမိမောင်းထုတ်ပြလိုက်ပါလိမ့်။ ဲ့ဒီစကားကို Happy Thanksgiving Day ဆိုပြီး Trump ကလူမှုကွန်ရက်မှာပါတင်လိုက်တာဖြစ်ပါတယ်။အင်ဂျူရောနာပြစ်ခတ်မှုနဲ့ပတ်သက်ပြီးအာဖဂန်နစ္စတန်နိုင်ငံသားတွေပြည်ဝင်ခွင့်ကိုလည်းလောဘဝပိတ်ပင်လိုက်ပြီးဖြစ်ပါတယ်။ဖြစ်ချင်းတော့အင်ဂျူရောနာပြစ်ခတ်မှုမှာကျူးလွန်ခဲ့သူဟာ CIA ကအာဖဂန်နစ္စတန်မှာမွေးမြူခဲ့တဲ့ CEO unit တပ်ဖွဲ့ဝင်ဟောင်းဖြစ်နေပါတယ်။တရားခံကအသက်29နှစ်ရွယ် ရာမန်ဦးလာဆိုတဲ့သူဖြစ်ပြီးတော့သူကအတမန်ရတမဟုတ်ဘူးဗျအာဖဂန်နစ္စတန်မှာတော့အမေရိကန် CIA ကနေပြီးတော့တိတိစိတ်ဖွဲ့စည်းလေ့ကျင့်ပေးထားတဲ့နာမည်ကျော်0 unit 2တပ်ဖွဲ့ရဲ့တပ်ဖွဲ့ဝင်ဟောဗျဒီအပေါ်သတင်းညဆိုရင်သူကအာဖဂန်စစ်ပွဲကာလကအမေရိကန်တွေနဲ့လက်တွဲပြီးတော့စစ်စင်တွေမှာပါဝင်ခဲ့တယ်။အဲ2021အမေရိကန်နဲ့အာဖဂန်ကဆုတ်ခွာတဲ့အခါမှာသူလည်းလိုက်ပါသွားတယ်။ Zero Unit ဆိုတာအာဖဂန်စစ်ပွဲမှာ CIA ကတိုက်ရိုက်ကုတ်ခဲ့ပြီး ငွေကြေးထောက်ပံ့ပေးတဲ့ထူးဖွဲ့ပါသူတို့ကညဘက်မှာပဲစစ်စင်ရည်ဒီကလုပ်ပါလေအင်မတန်လက်ရဲစင်ရရှိတဲ့တပ်ဖွဲ့ပါအဲ့တော့တော်မျက်လာပြည့်စရာဒီပုဂ္ဂိုလ်ကိုစစ်တပ်ဖြစ်နေလို့ပါပဲဇီရိုယူနစ်အဖွဲ့တွေကလည်းအင်မတန်မှကြမ်းတမ်းတဲ့တပ်ဖွဲ့ဝင်တွေဖြစ်ပါတယ်ဒါကြောင့်အာဖဂန်မှာ American စုခွာစိန်ပါလာတဲ့သူတွေမှသမျှပြန်လည်နှင်ထုတ်မဲ့ အစီအစဉ်ကြီးရှိနေပါတယ်အခုတော့အထူးတဖုတ်အတူကတေဆုံမီဒိုးကဒံရပြီးခန့်ရနေတယ်လို့သိရပါတယ်နောက်သတင်းတစ်ပုဒ်ပြောချင်တယ်ဗျဟောင်ကောင်ထမင်းအင်ယာကြီးမီလောက်ပုံမှာတေဆုံသူ60ကျော်တိတိုးလာပါတယ်နှစ်ပေါင်း80တွင်စိုးဝါးဆုံးဖြစ်ခဲ့တဲ့မီးကြီးကျယ်လောင်ခဲ့ပြီးနောက်ရှာဖွေကစဲလုပ်ငန်းတွေအဆုံးသတ်ဖို့မျှော်မှန်းထားတယ်လို့မိသက်ဌာနတာဝန်ရှိသူတွေကပြောပါတယ်ဒါမဲ့ကြောက်ဆုံးနေသူတွေကလည်းလူ900ကျော်လောက်ရှိပြီး အဲ့ဒီလူအများစုကလည်းတည်ဆုံးွယ်ရှိတယ်လို့ခံမှန်းနေပါတယ်။မီးလောင်မှုဖြစ်ပေါ်ခဲ့တဲ့နေရာကဟောင်ကောင်မြောက်ပိုင်းခရိုင်တိုင်းပေါ်မှာရှိတဲ့ဝမ်ဖူတရားရုံလူနေအိမ်ယာဝန်ကြီးမှာပါ။မိသက်သမားတွေကနိုဝင်ဘာ28နေ့နဲ့စောပိုင်းထီ24နှစ်ကြာကြာလောင်ကျွေးနေတဲ့မိကိုနေရာအနှံ့ပြထိန်းချုပ်နိုင်ခဲ့ပါပြီ။ဒီအိမ်ယာဝန်ဟာပြုပြင်မွမ်းမံနေစေကာလမှာဝဉဉန်းနေနဲ့ဆင်းရောက်ပိုက်ကူနေတဲ့ဖုံးအုပ်ထားတော့မှာ မီးလောင်ခံရပြီးအဆောက်အဝင်းတွင်ပျက်စီးများပြခဲ့တာပါတေဆုံးသူများစုကိုထမ်းမြက်ဆောက်နှလုံးမှာတွေ့ခဲ့ပါတယ်အဲ့ဒီအယောင်ဝင်းထဲမှာထမ်းမြက်တာဝါအဆောက်ရှစ်လုံးရှိတယ်လို့မိသက်ဌာနဒုညွှန်ကြားရေးဟူဂျယ်ရီချန်ကပြောပါတယ်မိသက်သမားတွေဟာအဆောက်တချို့မှာအသက်ရှင်ကျန်ရင်းနေထိုင်သူတွေကိုတွေ့ရှိခဲ့ပါတယ်အသက်ရှင်ကျန်ရင်သူတို့ကိုလည်းအဆောက်အုံရဲ့လက်ကလေးပေါ်မှာတွေ့ရှိခဲ့တယ်လို့ South China Morning Post တင်ကဖော်ပြပါတယ်။ဒါပေမဲ့ဒီမီးလောင်မှုကြီးမှာ ဟောင်ကောင်သမိုင်းတလျှောက်အပြင်းထန်ဆုံးဝီလောင်မှုကြီးဖြစ်ပါတယ်။လောလောဆယ်ပျောက်ဆုံးနေသူပေါင်း200ကျော်လောက်ရှိသေးတယ်လို့သိရပါတယ်။ဒီမီလောင်မှုကြီးနဲ့ပတ်သက်ပြီးအလီကမီဘက်ကဆက်လို့ရကန်ထရိုက်တောင်းရှိသူတွေကိုအကုန်ဖမ်းဆီးအရေးယူထားတယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်တယ်ဗျ။အင်ဒိုနီးရှားနိုင်ငံဆူမတရာကျွန်းကြီးမှာရေကြီးရေလျှံမှုနဲ့မြေပြိုမှုတွေကြောင့်အခုတစ်ပတ်တွင်လူ84ဦးထပ်မံတဲ့သေဆုံးခဲ့ရပါတယ် ဒါအပြင်ပျောက်ဆုံးနေသူလည်းဆယ်ကနန်းလောက်ရှိကြောင်းကယ်ဆယ်ရေးတာဝန်ရှိသူတွေကသတင်းထုတ်ပြန်ပါတယ်အင်ဒိုနီးရှားပြည်အင်းကြီးနိုင်ငံတွေဖြစ်တဲ့မလေးရှားနဲ့ထိုင်းနိုင်ငံမှာလည်းမိုးသီးထန်စွာရွာသွန်းမှုနဲ့ရင်ဆိုင်ခဲ့ရပြီးအသေးပြောက်ရှိခဲ့ပါတယ်။ဒီမနက်ကြီးအသေးဆုံးလူရေအတွက်60နှစ်ရှိပြီးပြင်းထန်တဲ့ရာသူနဲ့တရားနိုင်ငံရာသူ65ဦးကျော်ရှိတယ်လို့ဒေတာဆိုင်ရာရဲတပ်ဖွဲ့ကပြောပါတယ်။ ပျောက်ဆုံးနေသူလူ65ဦးကိုဆက်လက်ရှာဖွေနေဆဲဖြစ်ပါလိမ့်။အနောက်စူမာတာပြည်နယ်မှာလည်းဒေသဆိုင်ရာဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီအစိုးရလူ22ဦးသေဆုံးပြီး112ဦးကတော့ပြောင်းနေတော့မှာ။ပြောင်းစူမာတာမှာရှိတဲ့အာနာပါနီယာလက်ရှိမှာကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ကူညီပေးတွေပေါ်ဒီကအယုံဆိုင်ဆောင်ရွက်နေတယ်လို့လည်းသိရပါလိမ့်။နောက်ဆုံးသတင်းပုတ်ပြောချင်တဲ့ဗျာ။ ဘရက်ပစ်လို့သူကသူဆိုပြီးတော့ချစ်ဟန်ဆောင်လိမ့်လည်းမဟုတ်ခုဆွစ်ဇာလန်မှာထပ်ဖြစ်ပြီးဆွစ်ဇာလန်သူတို့ဟာပေါင်၉တောင်းလောက်ဆုံးရှုံးသွားတော့ပြန်ပါလေဒီဘရက်ပစ်ဆိုပြီးတော့လိမ့်လည်နေတာကြာပြီဖြစ်ပါလေဒါပေမဲ့ညံတဲ့သူကတော့ခံရစမြဲပါကမ္ဘာတော်အနည်းမျိုးစုံနဲ့လူသားတွေထံကငွေကြေးပီလီယံချီလိမ့်လည်နေတဲ့အကြောင်းဖြစ်ရင်တန်ကြောင်ဆွစ်ဇာလန်သူပင်စင်စားမျိုးသမီးကြီးကလည်းတမဘွားတစ်လျှောက်ပင်ပန်းစွာ စုဆောင်ခဲ့တဲ့စတာလင်ပေါင်း9000ဆုံးရှုံးခဲ့ရပါတယ် ပထရီရှောင်းဆိုတဲ့မျိုးသူကြီးက2024မှာ Brad Pitt ရဲ့ Instagram account ကိုအစစ်မှတ်ပြီး follow လုပ်ခဲ့ရတာနဲ့ပြဿနာစတင်ခဲ့တာပါဒီ account ကိုထိန်းချုပ်တယ်လို့ဆိုတဲ့ Brad Pitt ရဲ့ manager ဆိုသူက Brad Pitt ကိုယ်တိုင်နဲ့တိုက်ရိုက်ဆက်သွယ်ကြင်လာလို့ပထမဆုံးကန့်လန့်လာပါတယ် Brad Pitt ကိုသူကအသေးစိတ်ဖြစ်လို့ချက်ချင်းသဘောတူပါတယ်အဲတော့ Brad Pitt ကိုယ်တိုင်ကသူကိုအလိုလူညံ့သိမ်မှုစံနဲ့ပြောဆိုဖိမကျင်နာမှုစကားလေးနဲ့အသေးကြွေခဲ့တယ်လို့ပြောပါတယ် အခြေရတဲ့ငားအတွက်အရာရာဟာမင်းပါပဲသာရဆိုတဲ့စကလုံးတွေလည်းပို့ပါတယ်ဒါပေမဲ့ကဘာကျော်မင်းသားဖြစ်လို့တခြားသူတွေကိုလုံးဝအတူပြဲလိုအပ်ထားဖို့မှာပါလေတကယ်လောင်းရင်ဂျယ်လစ်မှာလူကြီးတွေ့မယ်လို့ချင်းဆိုပြီးဘယ်သူ့ဘုံမှာမခွဲခြားတဲ့ဇင်းလုံးဖြစ်တဲ့ဒေါ်လာ9000ပြောင်းသာစီစဉ်ရမှာဖြစ်တယ်လို့ပြောပါလေကနဦးသမားကဆရာပြလာတရားဝင်ချစ်သူပြမယ်လို့ဆိုလဲပြောလိုက်တဲ့ဒေါ်လာ9000ပဲပြီးပြီးလောင်းရင်ဂျယ်လစ်ကိုသွားချင်းထားတဲ့ဟိုတယ်မှာ3ပတ်ကြာဆောင်ခဲ့ပါလေဒါပေမဲ့ဘရက်ဘင်းနဲ့တူတယ်လို့ဘယ်သူမှမပေါ်ခဲ့ပါဘူး ဟောတခါဒေါ်လာ300လောက်ထပ်ကုန်သွားပါလိမ့်။ပက်ထရီရှာဘရက်ပစ်လို့ကြားဖြတ်သမားတွေကလိမ့်လဲပြီးငွေကြေးများစွာယူခဲ့တဲ့ပထမဆုံးမြို့သူမဟုတ်ပါဘူး။ပြင်သစ်ဘီလီယံနာတို့ရဲ့ဇနီးကလည်းကွာရှင်းရမှာနိဒာကြီးများစွာရရှိခဲ့တဲ့ပြင်သစ်သူအန်နီဆိုသူကလည်းစေယုံမှာကင်ဆာရောဂါခံစားပြီးဇနီးအောင်ဂျိုလီနဲ့ကွာရှင်းမှုဆောင်ရွက်စာနဲ့မပြီးပြတဲ့အတွက်ငွေများထုတ်သွင်းမရဆိုက AI မှာစေယုံကလေးပေါ်မှာဘရက်ပစ်ပုံနဲ့ဗီဒီယိုတွေဖန်တီးပြီးသူမကိုလိမ်လည်မှုကျူးလွန်ခဲ့ရပါတယ်။ အန်နီကလည်းချစ်လို့လည်းအတွက်ကြောင့်မင်းမကောင်းတဲ့အတွက်ဂရူနာသက်ပြီးဘရက်ဘူကိုပေါင်း9သိန်းတိပေးကလိမ့်လဲခံခဲ့ရသေးတယ်လို့သိရပါတယ်ဂျက်ဖန်နိုင်ငံကတရင်းလေးကိုတင်ဆက်ပေးတာပါနောက်ဆက်ပြီးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျာ